ေါ်လာကိုအစားထိုးရမဲ့ crypto ကိုအလကားရမယ့်အကြောင်း Binance ကနေပြီးတော့ Resolve ကို border airdrop ရဲ့20%ခုမြောက်အဖြစ်ချပေးလိုက်ပါတယ်။ဒီ token တွေကို free ရဖို့အတွက် Binance မှာ ANM BNB တွေကိုထည့်ထားရုံမှာပဲ။ဆိုတော့ Resolve ဆိုတာကပါလဲသမန်လူသုံးများတဲ့ USDT တို့ USDC တို့လိုမျိုး stable coin တွေကအပြင်ကဘဏ်မှာတကယ်ဒေါ်လာတွေကိုအမှတ်ခံထားပြီးတော့လုပ်ထားတာဖြစ်ပါတယ်။ Resolve ကတော့ Ethereum နဲ့ Bitcoin ကိုအသုံးပြီးတော့ USR ဆိုတဲ့ stable coin တစ်ခုကိုထုတ်ပါတယ်။ ဆိုလိုတာကတော့သူ့ကိုဘန်မလို့ပဲနဲ့ crypto ပေါ်မှာတိစောက်ထားတာဖြစ်ပါတယ်။အဲ့ဒါအပြင်သူက passive income မှာရနိုင်တဲ့ defined stable coin လည်းဖြစ်ပါတယ်။ဆိုတော့ဒီ token တွေပေါ်ဘာအတွက်သုံးလဲဆိုရင် governance ဘိုင်းအတွက်သုံးတယ်ပြီးတော့ stake လုပ်ပြီးတော့အချိန်ကြာလာလေလေအမြန်နှုံးများလေလေဖြစ်အောင် staking multiplier အနေနဲ့လည်းသုံးတယ်ပြီးတော့လို့ရှိရင် protocol ရဲ့ဝင်ငွေတစ်စိတ်တစ်ပိုင်းကိုဒီ token ခိုင်းထားတဲ့သူတွေကိုခွဲပေးမယ်လို့လည်းပြောရယ် ပြီးတော့ Pro Level Features တွေကိုလည်းဒီတုတ်ကန်ခိုင်ထားမှရမှာဖြစ်ပါတယ်။ဆိုတော့ AirDrop ရဖို့အတွက်ဘယ်လိုမျိုး hold လုပ်မလဲဆိုလို့ရှိရင်အချိန်ကတော့မီလ28ရက်ကနေပြီးတော့ 30DNA နဲ့အထိ BNB တွေကို Binance Zimba and Mars Stake လောက်ထားရမှာဖြစ်ပါတယ်။လို့သွားရဆိုလို့ရှိရင်လည်းနောက်ခါရင်မလို့ရအောင်လို့အခုရေကကြိုပြီးတော့ staking လုပ်ထားတင်ပါတယ် resolve ရဲ့ tokenomics ကကြောတော့ total supply အနေနဲ့1 billion ရှိရဲ့ airdrop season 1အနေနဲ့ပေးတာက10%ကို airdrop အနေနဲ့ခွဲပေးမှာဖြစ်ပါတယ်။ ecosystem နဲ့ community တို့ကတော့14.9%ကိုပေးမယ်။ team နဲ့ contributor တို့ကတော့26.7%ကိုတနည်းအကြာမှာစခွဲပေးမှာဖြစ်ပြီးတော့ဒါပေါင်း30စက်တိုင်းနည်းနည်းစီ unlock လုပ်မှာဖြစ်ပါတယ်။ Infrastory တက်ကတော့22.4%ကိုဒီနှစ်ပြည့်မှာစပြီးတော့ထုတ်ပေးမှာဖြစ်ပြီးတော့အဲဒီနောက်မှာတော့24လဆက်တိုက်ထုတ်ပေးတော့မှာဖြစ်ပါတယ် ဆိုတော့ဒီ project က project account တစ်ခုလားဆိုလို့ရှိရင်တော့ကမ္ဘာအခြေဆုံး crypto exchange ဖြစ်တဲ့ Binance မှာစီးရင်တွင်းခံရတာက resolve အတွက်အကြီးမားဆုံးအသာချက်ပဲဖြစ်ပါတယ်။ဒီ stable coin က defi နဲ့ပဲမှာအရေးပါတဲ့အခန်းကဏ္ဍကနေပြီးအပောင်းဝင်နေတာဖြစ်တော့တဲ့ကြောင့်မလို့ resource ရဲ့ stable coin protocol ကအသာချက်တစ်ခုဖြစ်ပါတယ် ဒါပေမဲ့ stable coin ဈေးကွက်မှာက USDT တို့ USDC တို့ PUSD တို့စတဲ့ချင်းမရိကန်ဘက်တရီကလည်းအများကြီးနေရအခိုင်အမာယူထားပြီးသားရှိနေရယ်။ဆိုတော့ resolve ကဒုရနေရှင်ပလန်မော်တော်ဆိုလူရှင်ရဲ့သူ့ရဲ့ထူးခြားတဲ့အားသာချက်တွေကိုပို့ပြီးပြနိုင်ဖို့လိုပါလိမ့်မယ်။ တူရက်အနေနဲ့ပြောမယ်ဆိုလို့ရှိရင် crypto ရဲ့မူရင်း concept ကိုပေါ့ဒီ bandy fear currency တွေမလို့ရဲလွတ်လပ်တဲ့ငွေကြေးတစ်ခုပို့လုတ်ချင်တာပေါ့နော်ဆိုတော့အာဒီ fear currency တွေကို ban မှာအမခံထားပြီးရောလုတ်ထားရဲ့ stable coin တွေဆက်စားလို့ရှိရင်ဒီလိုမျိုး crypto အချင်းချင်း back လုတ်ထားတဲ့ stable coin တွေကိုပို့ပြီးရော prefer ဖြစ်ပါတယ် ပြီးတော့ disclaimer အနေနဲ့ပြောစင်တာကဒီ video က knowledge sharing တသက်ပဲဖြစ်တယ် financial advice မဟုတ်တဲ့အတွက်ကြောင့်မို့လို့ဒီ crypto ကိုဝယ်သိမဝယ်သိကတော့ကိုယ်တိုင် research လုပ်ပြီးပဲဆိုဖြတ်ချက်ခြားစေချင်ပါတယ် BNB တွေဝယ်ထင်တဲ့ဆိုလို့ရှိရင်တော့ဒီ link ကနေပြီးတော့သွားဝယ်လို့ရတယ်ဒီ video ရဲ့ description မှာလည်း link ကြီးချပေးထားမယ်ပေါ့နော် ပြီးတော့ finance ကဲ pme coin တွေကလေဒီလိုမျိုး passive income ပဲရှာလို့ရတာမဟုတ်ဘူး spot to margin တို့ trading လုပ်တဲ့အချိန်မှာ finance pme သုံးပြီးတော့ trading fees ပေးမယ်ဆိုရင်25%အမှ discount ထပ်ရတယ်အဲ့ဒါက crypto maker ကုန်းနဲ့ဖွင့်ထားလို့20% discount ထပ်ရတာနဲ့မဆိုင်ဘူးเนาะသူတက်တက်ထပ်ရဆိုတော့ပြောရလို့ရှိရင်ဒီ future trading fees မှာကကြတော့ဒီ10%ထပ်ရတယ်ဆိုတော့ပြောစင်တာက BME holder တွေဆိုလို့ရှိရင် Binance ပေါ်မှာ passive income ရှာလို့ရတဲ့ project တွေ proof တွေအများကြီးရှိရယ်ဟာပြီးတော့ဒီလိုမျိုးတက်တက်ရတက်တာကြောင်းနေလည်းအများကြီးရှိရယ်ပေါ့เนาะကိုက crypto သုံးပြီးတော့ passive income ရှာဖို့စိတ်ဝင်စားရတယ်သူဆိုလို့ရှိရင်ဒီလိုမျိုး Binance က feature တွေကိုလိုက်ပြီးလေ့လာထားလို့ရတယ်။ Crypto trading ဆောက်လုပ်ဖို့အတွက် trading account မရှိသေးဘူးဆိုရင်တော့ Binance မှာ crypto maker foreign account နဲ့ account ဖွင့်ထားလို့ရပါတယ်။ဒီလိုဖွင့်ထားရဆိုလို့ရှိရင် trading fees 20% discount နဲ့ crypto maker campaign တွေက reward တွေကိုရနိုင်ပါတယ်။ဒီနေ့ video လေးကတော့တင်တော့ပါပဲ။ crypto maker အားလုံးရဲ့ video မှာပြန်လည်ကြပါဦး။